how was your feeling? Oh, I was very nervous. Um, they did like security checks yeah. all over me, <laughs> so it was very ner nerve wracking, and I couldn't bring any of my stationery into. Uh -huh. Did you get goosebumps or something like that? Yeah, a little bit. <laughs> um, ပရိသတ်များလုံးမင်္ဂလာပါခင်ဗျာ MI Radio ရဲ့ Learning Hub အစီအစဉ်ကိုကြည့်ရှုနားဆင်နေရတာဖြစ်ပါတယ်ကျွန်တော်ဆွေသက်ပိုင်ပါအရော IELTS နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးနေတဲ့ဒီကနေ့ Learning Hub အစီအစဉ်အနေနဲ့တစ်ဆင့် ကျွန်တော်တို့ဒီကနေ့အစီအစဉ်ကတော့ထူးထူးခြားခြားဖြစ်မှာပေါ့လေနော် Lenny have အစီအစဉ်ကနေ IELTS ဖြေဆိုတဲ့အခါမှာအမတ်တည်းအများကြီးရအောင်ဘာတွေပြင်ဆင်ရမလဲစိတ်ပိုင်းဆိုင်ရာတွေဘာတွေလုပ်ရမလဲဆိုတဲ့အကြောင်းအရာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီကနေ့ episode ကိုတော့ကျွန်တော်တို့ကြည့်ရှုနေကြတဲ့ပရိသတ်တွေအကုန်လုံးအတွက်ဘ ഹു တုဒရရအောင်ကိုဒီပြင်ကမှာအင်္ဂလိပ်စာလေ့လာနေကြတဲ့ကျောင်းသားကျောင်းသူတွေအကုန်လုံးအတွက်အထောက်အကူရအောင်လို့မြန်မာနဲ့အင်္ဂလိပ်ဘာသာစကားနှစ်ခုနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာတီချာမင်္ဂလာပါမင်္ဂလာပါမင်္ဂလာပါအစီအစဉ်ကနေပြန်လေးကျေးဇူးပါတယ်ညီမလေးမင်္ဂလာပါဟုတ်ကဲ့ပါအဲ့တော့ကြည့်ရှုနေကြတဲ့ပရိသတ်တွေအကုန်လုံးကိုနာမည်လေးမိတ်ဆက်ပေးပါဦးဗျာ 你妈那边也是去拜神哈。好嘅，阿罗，啲车你睇下有冇 mix up 俾我。好，啲车 I V 去拜咧。好嘅，哇，阿罗，你妈你阿 L D S 嘛，you got eight。Yeah, right, so I, am just eight. curious what motivated oh. you to take the IELTS exam? Um, I had to take it to um, because it was a requirement for my university application. Of course. So obviously I had to take the IELTS test. ဒီလိုမျိုးចောင်းသားတယောက်အနေနဲ့ overall အမှတ်ကောင်းနေဖို့အတွက်ဆိုရင်ဘာတွေကအဓိကကြလဲဗျ။ အဲ့တော့တချို့တို့ကဒီ IELTS မှာ band က9ဆိုဒီမှာအမြင့်ဆုံးအဲ့တော့ဒီထဲမှာမှအိပ်ရထားတာဒါအကောင်းဆုံးထဲရလို့ပြောလို့ရတယ်အဲ့တော့ဒီလို overall အိပ်ရတဲ့နေရာမှာတချို့တို့ကနံပါတ်1ဒီကိုယ့်ရဲ့ English level ဒီ fit ဖြစ်နေကိုအရေးကြီးတယ်ကိုဒီလုံးဝအာဒီ grammar ဒီ vocab တွေကိုရထားဖို့အရေးကြီးတယ်နံပါတ်2ကတော့ကိုဒီဒီ test ရဲ့ပုံစံဟောပါကိုလုံးစီပတ်စီနားလည်ထားဖို့လည်းအရေးကြီးတယ်လို့မျိုးနောက်ဆုံးနေနဲ့ stamina ပေါ့နော် Oh, okay, I ဟုတ်ကဲ့ပါအဲ့တော့ညီမလေးနေနဲ့ IELTS well, ဖြေတဲ့အခါမှာဘန်အိတ်ရခဲ့ရဆိုတာကတော့လွယ်တဲ့ကိစ္စတော့မဟုတ်ဘူးပါလေတေချာတစ်ခါတော့ I'm sure you having through a lot right so what kind of challenges you have faced One of the most challenging aspects that I faced was managing my time during time management. Yeah, during the writing section, I would Spent too much time focusing on perfecting task one and therefore one. yeah and therefore mm. i wouldn't have enough time to finish task two so there was a lot of time management problems and as for speaking um, i would use a lot of filler words <laughs> as well so yeah it made it sound very repetitive oh uh, okay well i don't know you're yeah. you're filler words they buy what filler words they are like uh general tenet the general mima jaunari and then yeah အခက်အခဲဖြစ်စေတဲ့အကြောင်းအရာတခုလာပေါ့လေဘာလို့ဆိုတော့ကျွန်တော်တို့လေဘာမှမသိ you know what အဲကျွန်တော် Facebook မှာဟာတာတက်လာနော် you know what you mean you know what i mean အဘာညာတကအဲ့ filler words တွေကိုအဲ့လိုမျိုးထက်ခါထက်ခါပြောတတ်ကြရပေါ့အဲ့လိုမျိုး filler words တွေ repetition ဖြစ်လာတဲ့အခါမှာကျောင်းသားတွေအတွက်အမှတ်နေဖို့အတွက်ဥတည်သွားနိုင်လားဗျတခြားအမြင်ကဘယ်လိုရှိလဲဗျဟုတ်ကဲ့အာဟိုတခြားရိုးဒီ15မိနစ်အတွင်းမှာတို့မေးတဲ့မေးခွန်းကိုတခြားရိုးကွက်တီနဲ့ဖြေရတယ်ပေါ့နော်အဲ့မှာတခြားရိုး filler words တွေထည့်သုံးလိုက်တဲ့ချိန်မှာတချို့တို့တကယ်ပြောချင်တဲ့ content words တွေကတိတ်ပြီးမပြောလိုက်ရတဲ့ချိန်ကြရင်ကိုဒီ topic တစ်ခုပြောခိုင်းနေဆိုဒီ topic ကြီးကိုကိုပြောချင်တဲ့အတိုင်းလုံးစီပတ်စီမပြောလိုက်ရဘဲနဲ့ filler words တွေအစားထိုးဝင်သွားတဲ့ချိန်ကြရင် number 1ကတော့တချို့ fluency and coherence မှာသွားပြီးတော့အမှတ်ရနိုင်တယ်လို့ vocabulary မှာလည်းသွားအမှတ်ရနိုင်တယ်အဲ့တော့ဟိုတချို့တို့ဒါ tip လေးတစ်ခု speaking မှာတော့ပြောခဲ့တယ်လို့ပဲ filler တွေကအပြင်မှာဆိုရင်တော့ဒါပုံမှန်၃နေရှိတယ်တဘာဝလည်းကြတယ် တယ်ဒါပေမဲ့ဆောင်းပွဲထဲရောက်ရင်တော့တချို့တို့တွေးတဲ့အချိန်ကျရင်တော့မှ filler စီအများကြီးမပါအောင်ကိုဒီစူးစမ်းပြီးတော့ပျော်ပြီးအဲကိုအိမ်မှာလေ့ကျင့်တဲ့အချိန်ကလေးတော့ကိုကကိုဒီ filler တစ်ခါသုံးတိုင်းကိုတာလီတစ်ခါချိုးကြည့်ရမျိုးပေါ့အဲ့လိုဆိုရင်ကိုပြန်ပြီးနားထောင်ကြည့်လိုက်တဲ့အချိန်မှာကိုရဲ့ speech က overall ကိုကိုကိုတိုင်းနားလည်လားတော်မပေးထားတဲ့ minute လေးအတွင်းမှာတချို့တို့ဒီလုံရင်းကိုရောက်လားဆိုတာကို ပြန်ပြီးတော့စဉ်းစားပါတယ်။ဟာဟုတ်ကဲ့ပါ။အဲ့တော့ခုနကညီမလေးပြောတဲ့အချိန်မှာ तू က writing နဲ့ပတ်သက်ပြီးတော့ तू ကနည်းနည်းစိုးရိမ်ပူပန်မှုတွေရှိရပေါ့လေ။ဘာလို့လဲဆိုတော့ writing text ဝမှာ तू ကအချိန်ပိုသွားပေးမိ။ဒါတော့တော်တော်ထူးဆန်းပဲ။ဘာလို့လဲဆိုတော့ကျောင်းသားတော်တော်များက text တွေကိုပိုကြောက်ကြပါဘောနော်။ formal essay ဆိုတော့ငါစာလုံးတွေအများကြီးရတော့မယ်ဆိုပြီးအဲ့ကိုသွားကြည့်ကြရမယ်။ तू ကကြတော့နည်းနည်းထူးဆန်းတယ်။ text one ကိုကြောက်နေရပေါ့လေ။ဆိုတော့အဲ့ time management ကိုဘယ်လိုမျိုးအဆင်ပြေအောင်လုပ်ခဲ့လဲ။ How did you cope uh, overcome it? I started by timing my essays before writing and mm -hmm. um the most most important thing that teacher also taught was to plan my essay out before writing. Um, that really made me. That really helped me focus on giving my essay a clearer structure. Oh, okay. ဆွေးထင်နေကြောင်းသားတွေအကုန်လုံးကနေရာတိုင်းမှာတော်နေဖို့ဆိုတာတိတ်တော့မဖြစ်နိုင်ဘူးပေါ့လေเนาะတခုကတော့ writing မှာအားကောင်းနေရလား listening မှာယော့နေရလားပေါ့လေအဲ့လိုမျိုး เอ่อ valence မမျှရတယ်ဖြစ်လာတဲ့အခါမှာအဲ့လိုလေအမှတ်တွေကောင်းလာဖို့အတွက်ဘယ်လိုမျိုး valence မမျှအောင်လေ့လာတင်လေစူးစမ်းတင်လေဗျဟုတ်ကဲ့အဲ့တော့တချို့ skill က listening and reading က receptive skill ပေါ့နော်ကျတို့ဒီနားထောင်လေးလေးဖတ်လေးလေးအာပို့ပြီးတော့ရလေးလေးဒါပေမဲ့ writing and speaking က productive skill ဟုတ်ကဲ့အဲ့တော့တခြားတို့ဒီနှစ်ခုမှာတချို့ကျောင်းသားတွေက productive skill အားနည်းတယ်တချို့ receptive အားနည်းတယ်အဲ့တော့ဒီနေရာမှာတခြားတို့စပြီးတော့ IELTS ကို လုပ်မယ်ဆိုကြဲဟာတချို့ကိုယ့်ရဲ့အာ strengths တွေကိုယ့်ရဲ့ weaknesses တွေကိုတစ်ချက်ပြန်ပြီးလေ့လာပြီးတော့တချို့အဲ့နေရာကိုအားဖြည့်ပြီးတော့လုပ်ဖို့တော်တော်တချို့ အကြံပေးချင်တယ်ဥပမာကိုဒီ band 6 to 7ကိုတက်ဖို့အတွက်ဆိုရင်ဒီချက်တို့က individual score မှာ50 hours input လိုပါတယ်လေ့ကျင့်ရတယ်ပေါ့နော်အဲ့တော့ဟိုတချို့ကျောင်းသားတွေကြတော့သူတို့အားတာတဲ့ဟာပဲ အများကြီးလောက်ပြီးတော့အားနေတဲ့ဟာကိုမလုံမိတဲ့ချိန်ကျရင်ဟိုစကောမမျှတာတွေလည်းဖြစ်လာတတ်တယ်ပေါ့နော်အခုတမီအက်စတန်နေနေရတော့ overall score ကအရန်ကောင်းတော့ကိုဒီအာကိုရဲ့အာတာချက်အားနေချက်တွေကိုတေချာတိပြီးတော့ဒါဖြည့်ခဲ့တယ်လို့ပြောလို့ရတာပေါ့နော်ဟုတ်ကဲ့ပါအဲ့တော့ကျောင်းသားတွေအများစုကဖြည့်တဲ့အခါမှာဒီအမတ်တွေတေချာလေးရဖို့အတွက်ညီမကိုယ်တိုင်လေးပြင်ပေါ့အဲ့လို strategy တွေတုံးကြရပေါ့လေဒီလိုမျိုးပုံစံလေးတွေတုံးရင်ငါအမတ်ပိုရနိုင်မှာပြီးတော့နောက်တစ်ခုကဆိုရ speaking နဲ့ပတ်သက်ပြီးပြင်ချင်တာဘာလို့ဆိုကျွန်တော်တို့က အင်္ဂလိပ်လူမျိုးတွေမဟုတ်တဲ့အတွက်ကြောင့်မို့လို့ဘာသာစကားနောက်တစ်ခုပြောတဲ့အခါမှာလူရင်းကိုသိမ့်မရဘူးဖြစ်ကြတယ်။ Now reputation တွေများတယ်ခုနကလို failures worst တွေများတယ်။ So do you have any particular strategy like to speak well Um, for me i use a lot of social media platforms mm -hmm. like youtube and listening to podcasts yep. so that really helped me improve my speaking skills and another tip that i would use was recording myself when i was practicing mm -hmm. my speaking skills that mm -hmm. really helped me identify my weaknesses and mm -hmm. help me improve overall oh, okay mm-hmm. speaking people will tell to the examiner she will yell the way she might generally i'll freeze yes ရသွားပြီပေါ့လေနော်ဖြစ်ဖူလာရလို့ဖြစ်ဖူရဒါပေမဲ့ um ညီမ mindset က through လဲ human မဲ့ဆိုပြန်မထားလိုက်တော့ပြန် fight မယ်ပေါ့ yeah နည်းနည်း nervous state မဖြစ်တော့ဘူးဟုတ်ကဲ့ပါအဲ့လိုမျိုး freeze ဖြစ်နေတဲ့အကြောင်းသားတွေအနေနဲ့ဘယ်လိုမျိုးအဲ့ဒီစိတ်ကို overcome လုပ်ရမလဲဒီချက် um ရှယ်ကတော့အရင်ဆုံးမဝင်ခင်နခုလောက်ခိုင်းနေပါတော့ဟုတ်ကဲ့တခုကပါလဲဆိုတော့အိမ်သားထဲမှာသွားပြီးတော့အတန်လေးကြင်ကြည့်ပေါ့ vocal warm up your vocal cords ပေါ့ maybe muscles ပေါ့နော် articulation muscles ရနည်းနည်းလေးလှောက်ရှားကြည့်ပေါ့ဟိုဘာလို့လဲဆိုတော့အခုလိုမျိုးပဲလေတချို့တို့အိမ်ကနေပြီးတော့စကားလည်းအများကြီးမပြောဘူးဆောင်းဝဲခန်းထဲဝင်နေစကားလည်းအများကြီးမပြောဘူးဒါပေမဲ့ခဏနေကြတော့ရုတ်တရက်ကြီးစကားပြောရမယ်ဆိုတော့သူက ready ဖြစ်မနေဘူးဟုတ်ကဲ့ဟိုတချို့အပြင်မှာဆိုရင်လေစကားကအရှင်ရသွားပြီဆိုရင်ပြောလို့ပူပူပူကောင်းသွားတာမျိုးပေါ့နော်အဲ့တော့အိမ်သားထဲမှာကိုဒီအတန် vocal cord ကိုနည်းနည်း warm up လုပ်ပြီးတော့ကို passage တစ်ခုကို ဖတ်လိုက်တာမျိုးအဲပြုံပြုံလေးနဲ့ဖတ်လိုက်တာမျိုးပေါ့နော်အဲတစ်ချက်ဒုတိယတစ်ချက်ကတော့တစ်ချက်ကဒီဒါဒီအာကိုစိတ်လှုပ်ရှားရဲဆိုတာဒါကိုယ့်ရဲ့ခန္ဓာကိုယ်ကအဒရီနလင်ထွက်တာပေါ့နော်အဒရီနလင်ဒီ fight or flight hormone yes အဲ့တော့ freeze ဖြစ်သွားရဲဆိုတာ you chose to fly you, you chose to flee right okay. so အဲ့တော့ အဲ့လိုမလုပ်ဘဲနဲ့ fight လုပ်မယ်ခုနကတမီပြောတယ်လို့ fight လုပ်မယ်ဆိုရဲဟာပေါ့နော်အဲ့တော့အဲ့မှာကိုဒီ bike bike ထဲမှာအဲ့လိုဥရတာတွေဘာလို့ဖြစ်လာရဲ့ဆိုရင်အဲ့ခနာကိုကကို fight လုပ်ဖို့အတွက်ကိုကိုအားတွေထုတ်ပေးနေရာဒီကို bike ထဲမှာခံစားရတယ်ဆိုရဲဟာလေးကိုပဲတခြား advice ပေးလိုက်တယ်အာဟုတ်ကဲ့အဲ့တော့ you either fight or flight flight အဲ့တော့တီချာပြောဝင်ရဆိုရင်လေဒါအတော့ရှာတော့ဖြစ်အောင်လုပ်လိုက်တာပေါ့ဟုတ်တယ်เนาะကျွန်တော်တို့တွေဟိုစာဝေးဖြစ်မှာတော့မဟုတ်ဘူးねတူတယ် presentation တခုလုပ်တဲ့အခါမှာလေစကားကမပြောရသေးအဲ့ဒီပါဇက်ကတလုံးမထွက်မလာဘူးဆိုတော့ခုနကအဲ့လိုမျိုးအင်တာမတော့မဟုတ်ပါဘူးเนาะကျွန်တော်တို့တခြားနေရာမှာလေစာပိုက်တခုကိုတော်ပြီးလေ့ကျင့်ရင်ねကျွန်တော် speaking ပြောတဲ့အခါပုံကြီးမှပါဇက်ကထွက်လာတာပေါ့လေအဲ့တော့ကိုထပ်သိကျင်တာက listening နဲ့ပတ်သက်ပြီးသိကျင်တယ်အဲ့တော့ listening မှာကျွန်တော် part အများကြီးရှိတဲ့ထဲကမှာတခါလေကျွန်တော်တို့ ဲ့လိုအယမ်းမြန်တဲ့ essence တွေကြားရတယ်ဗျအဲ့လိုမျိုးတခါလေကိုတော့ capture သိမ့်မလုပ်နိုင်ဘူးအဲဘာတွေပြောတော့ရလဲဆို listening နဲ့ပတ်သက်ပြီးတော့အခက်အခဲတွေရှိခဲ့လားဆိုဘယ်လိုမျိုးကြော်ဖြတ်ခဲ့လဲ for listening အခက်အခဲရှိခဲ့ရမယ် especially for section 4 of course um do yes speed got the ppp mian la right nema low test strategy to khu wa ja um through audio ma play yin ma through beta the question ni gon phat that change ja lo shin uh jo phat tha lite de bo no Um, so that I knew exactly what to look out for when the audio played. That really helped me focus on the key information and getting the answers. Ah, oh, okay, wow. Hello. အဲကျွန်တော်ထက်သိကျင်တာကကြောင်းသားရဲ့အဲ့လို feelings ကိုသိကျင်တာပေါ့လေ။ဘာလို့ဆိုကျွန်တော်တို့ကဒီဆံပွဲမတိုင်ခင်လား I'm sure you have pride as a lot before the real reason right? ဒါပေမဲ့အဲ့ဆံပွဲခန်းတဲ့ကိုဝင်တော့တဲ့အခါမှာ yeah. like how was your feeling? Oh, I was very nervous. Through um, they did like security checks yeah. all over me. <laughs> so it was very ner nerve wracking, and I couldn't bring any of my stationery into. Uh -huh. Did you get goosebumps or something like that? Yeah, a little <laughs> bit. Um, through Payless Stationery, never mm-hmm. as well, and then the confidence got နည်းနည်းကျသွားဖြစ်သွားတယ်ကို used to မဖြစ်တဲ့ pen နဲ့ pencil လေးပြလို့လေဟုတ်ကဲ့ပါအဲ့တော့အဲ့လိုမျိုး used to မဖြစ်တဲ့အရာတွေကိုကြုံတွေ့ရတဲ့ခါမှာတေချာတစ်ခုကကျွန်တော် anxiety ကတက်လာပြီပေါ့လေအဲ့တော့ anxiety တက်လာပြီဆိုတော့နောက်ဆက်နောက်ဆက်တွဲ consequences တွေအနေနဲ့ကတော့အမက်ရော့လာဖို့ပဲရှိရောတယ်ဆိုတော့အဲ့ဒီအချိန်မှာကိုယ့်ရဲ့စိတ်ကိုဘယ်လိုမျိုးတည်ငြိမ်အောင်ထားထားခဲ့လဲကိုအကောင်းဆုံးလုပ်နိုင်တယ်ဆိုလဲစိတ်ထက်နဲ့ပဲထားထားရပေါ့နော်ဟုတ် um ကိုကိုကို motivation ကိုပေးရအောင်လုပ်နိုင်တယ်ဆိုတော့ mindset နဲ့ပဲသွားရဟုတ်ဟုတ်ကဲ့ပါ အဲ့တော့တစ်ချက်အနေနဲ့ဒီကနေ့မှကြည့်ရှုနေကြတဲ့ចောင်းသားတွေအကုန်လုံးအတွက်အလိုမျိုး overall band score ကအောင်ပါရများထပ်ပြီးအောင်မှာကြာချင်းသေးလေဗျ။အဲ့တော့ iOS ကိုပြင်ဆင်နေတဲ့ចောင်းသားចောင်းသူတွေအနေနဲ့အဓိကကတော့တချို့စာမေးပွဲကိုရင်ဆိုင်တဲ့ချိန်မှာခုနလိုမျိုးအာကိုဒီစိတ်အေးအေးလေးနဲ့ရင်ဆိုင်နေဆိုရင်အကုန်လုံးကကိုပို့ပြီးတော့လွယ်ကူသွားတာကိုတွေ့ရမယ်။နံပါတ်2ကတော့ကိုဒီပြင်ဆင်နေတဲ့အချိန်မှာဟိုကိုရဲ့အာသာချက်အာနယ်ချက်တွေကိုကိုဒီလေ့လာပြီးတော့ဒီဟာကိုပို့ပြီးတော့ဖိလှုပ်စေချင်တာပေါ့နော်။အဲ့တော့ဒါ ကဲရွေးကိုရဲ့ PS ကနေပြီးတော့ feedback ယူမလားသမဆရာဆရာမတွေဆရာနေ feedback ယူမလား line မွားနေပြီးတော့ပဲကိုလေ့ကျင့်မလားဒါဟိုတိတ်ချာတော့ကိုရဲ့အတာချက်အနေချက်တွေကိုကိုတိတ်ချာတိပြီးတော့စာမေးပွဲခန်းထဲကိုဝင်မယ်ဆိုရင်ကိုလိုချင်တဲ့ score ကိုတစ်ခါတင်းနေရမှာဖြစ်ပါတယ်။အာဟုတ်ကဲ့ပါခင်ဗျာအဲ့တော့ကြည့်ရှင်နေကြတဲ့ပရိသတ်တွေထဲမှာအကြောင်းသားအကြောင်းတွေလည်းအများကြီးပါမယ်ပေါ့လေဒါကြောင့်မို့ဒီမှာလေးကနေပြီးတော့မှမကြောက်ဖို့ပြီးတော့ motivation ရစေမယ့်စကားလေးကို sharing လုပ်ပေးပါဦး။ပြောချင်တာ just be consistent with your practices um mm hmm. and believe in yourself that course, you can yeah. obviously yeah. achieve your desired band score. I think having self discipline and persisting mm -hmm. is very important to, you know, get achieve your goals ဟုတ်ကဲ့ပါခင်ဗျာဒီကနေ့ကျွန်တော် learning hub အစီအစဉ်မှာ IELTS နဲ့ပတ်သက်လာတဲ့အခါအမှတ်ကောင်းဘယ်လိုမျိုးဖြည့်ဆို့ကြမလဲဆိုတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်အဲ့တော့ဆက်လက်ပြီးတော့မှအားကျေးဇူးတင်ကြတာပေါ့လေတီချာကိုကျွန်တော်တို့ရဲ့ Learning Hub Season Episode 12 12ပိုင်းလုံးစာမှာ IELTS နဲ့ပတ်သက်ပြီးတော့မှအကြောင်းအရာတွေကိုသိချာအသေးစိတ် sharing လုပ်ပေးရတဲ့တီချာ IV ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျဟုတ်ကဲ့ပါဖိတ်ခေါ်ပေးတဲ့ဒီ MI Radio ကတာဝန်ရှိသူတွေလည်းကျေးဇူးအများကြီးတင်ပါတယ် ဲ့တော့ခုလိုမျိုးចောင်းသားចောင်းသူတွေရဲ့တော်ရာတွေကိုလည်း radio နဲ့တစ်ဆင့်အခြားပြခွင့်ရခဲ့တဲ့အတွက်လည်းအမတန်မှဝမ်းသာပါတယ်ဟုတ်ကဲ့ပါခင်ဗျကြည့်ရှုနေကြတဲ့ပရိသတ်တွေအကုန်လုံးလည်းဘူးတူတာတွေအများကြီးရရှိလိမ့်မယ်လို့မျှော်လင့်ပါရယ်။နောက်လာမယ့်ရက်တွေမှာလည်းတခြားသောစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုဆက်လက်တင်ဆက်ပေးသွားအောင်ပါမလို့ MI Radio ကိုအမြဲအစဉ်နားဆင်ကြည့်ရှုဖို့ဖိတ်ခေါ်ပါရစေခင်ဗျ။ပရိသတ်တွေအကုန်လုံးတတတတ bye bye MI Radio. Hear it. Feel it. Love it.